အရင်တုန်းကမသိလို့စဉ်းစားကြအင်းလူဘဝတဲ့နတ်ဘဝကောင်းမလားနတ်ဘဝတဲ့ဓမ္မဘဝကောင်းမလားဆိုပြီးကြလာဥလာဘူးလို့စဉ်းစားမိကြစဉ်းစားမိအဲ့ဒီတေဇောလောင်မှုကိုမသိသေးခင်ငုံကတော့ဖြင့်ဒါလူတဲ့နတ်တော်တဲ့နတ်တဲ့ဓမ္မတော်တဲ့ဆိုတာကိုစဉ်းစားကြလေစဉ်းစားကြမှာပါပဲမှန်ပါဘူးသို့တော်အခုချိန်မှာဖြင့် ဇေရနာတေဇောရင်းအောင်လုပ်တဲ့တေဇောကိုဒကာဓမ္မတွေကြာကြာနာနာသိတဲ့အတွက်ဘယ်ဘဝရောက်ရောက်အိုအောင်လုံးမှာပါတာကြီးပဲမှန်ပါဘူးရှင်းမလားရှင်းပါဘူးဘယ်ဘဝရောက်ရောက်အိုအောင်လုံးမှာတေဇောကဘယ်နှလုံးပါတာပါဘူးပါတာရုပ်မှာလည်းပါတာပဲနာမှာလည်းပါတာပဲလို့ဆုံးဖြတ်ချက်ချလိုက်ပါတော့မှန်ပါဘူးကောင်းပြီဒါပြန်ဒကာဓမ္မတို့အိုအောင်နေလုပ်သလားဆိုတော့ပေးအောင်လဲတေဇောပဲမှန်ပါဘူး သဘောကြပါသိအောင်လုပ်ကြအောင်မယုံရင်လူသေးစွမ်းကြည့်ရင်ဒကာဓမ္မတို့အေးသွားပြီဆိုတော့တေဇောမရှိတာနဲ့တေဇောကကဲမင်းတို့ကိုဖြင့်ဒီကနောက်ဆုံးမိလောင်ရင်လောင်ပြီးဒီကလာ ပေးလိုက်မယ်ဆိုတော့တေဇောလဲသူ့ ပတ္တိသူယုတ်သိမ့်ပါရောဒကာရမတွေလည်းလောင်းပြင်ရတယ်မှန်ပါဘူးမပြင်ရဘူးလားမပြင်ရဘူးအဲ့ဓာဒီဘ ᱹ ဘာလဲမတုံးလို့မေးတော့ပတ်တာလဲတည်ဆိုမှန်ပါဘူးဦးအောင်လုပ်တာတည်ပါပါရှင်းမလားရှင်းပါပတ်တာရောတည်ပါပါဒါဖြင့်ဒကာရမတို့ဦးတည်ဆိုတဲ့နှစ်ခုဒီကားလို့ဆိုလို့ရှိရင်ဒကာရမတို့ခန္ဓာကိုယ်ကြီးရတဲ့ပုဂ္ဂိုလ်တည်သောကပါတိဖြစ်လေသောကြောင့် ဒီတေဇောဒီကားလို့ရှိရင်ခမားတို့ရန်သူအကြီးဆုံးပဲဆိုတာမှတ်ချက်ချပါမှန်ပါဘူးတေဇောကပါပါလိမ့်ရန်သူအကြီးဆုံးပါဗျာတေဇောမပါဘဲနဲ့လဲဒကာဓမ္မတွေနေလုံးမဖြစ်ဘူးမှန်ပါရှိပြန်တော့လည်းအိုအောင်တေအောင်လုပ်ပြန်တယ်မှန်ပါမရှိပြန်တော့လည်းတုတ်တန်ပို့ရတယ်မှန်ပါရှိပြန်တော့လည်းအိုအောင်တေအောင်လုပ်တယ်ဒါဖြင့်ရန်သူနဲ့အတူတူနေရတယ်ဘုရားမှန်ပါပါ သဘောကျကြလားဘာနဲ့အတူတူနေရပါလိမ့်မယ်ဒါကြောင့်ဇရာပိဒုက္ခသစ္စာဆိုတော့ဘယ်ပုဂ္ဂိုလ်များညာသေးမညာဘူးတိဇောကလေမညာဘူးဘုရားလည်းဘုရားသခင်ကိုရမကြီးကနေသာလုံးနေတဲ့ခါကျတော့ရှင်အနန္ဒကရှင်ပြရေတွေတွန့်လိုက်ပြီးမွေးညင်းပေါက်ကလေးတွေများလဲကျတော့ကျေပြီးဒီကလာနေပါဘောလားဘုရားဆိုတော့ဇရာရမောမိဇရာနာတိတော်ကွာ ဖရာရေလုံးခဲ့တာမဟုတ်ဘူးကွဒီစရာဆိုတဲ့ဒီဇောကငါလည်းလောင်းတာပဲဘုန်းတော်ရှင်ကံတော်ရှင်ညာတော်ရှင်ဆိုအတုမရှိပုဂ္ဂိုလ်ကြီးရဲ့လို့ညာသေးရဲ့မညာပါဘူးဗျာမညာတော့ဒီဒီဇောပါပြီဒီကိုယ်တော်ကြီးဟာလည်းအိုးတယ်နောက်ဆုံးပိတ်အင်းရင်ပင်မျိုးကြားမှာပြိဋိဘံစံတယ်ဆိုတော့ဒီဇောတတ်ချိုက်မှန်ပါဘူးရှင်းမလားရှင်းပါဒါဖြင့်ကျွတ်တို့လိုပါမွှားပုဂ္ဂိုလ်ကြီးကြတော့ဒီဒီဇောက ဘုန်းတော်ရှင်ကံတော်ရှင်တောင်မှဖာမနှိမ့်ဆက်တဲ့ပြိလနာထောဆက်တဲ့ဒုက္ခသစ္စာနှိမ့်ဆက်တတ်တဲ့တရားဖြစ်နေသောကြောင့်စိတ်တို့ဖြင့်ချွင်းရက်ပေးပါမလားလို့မေကွန်းထုတ်ရင်ဘယ်လိုဖြေကြပါဒါဖြင့်တေဇောပန်နေသောကြောင့်ဒကာရမတို့တေဇောတွေကားလို့ရှင်နှိမ့်ဆက်တတ်သောကြောင့်ဒုက္ခသစ္စာသေအောင်တတ်တတ်သောကြောင့်ဒါဖြင့် ဇရာပိဒုက္ခသစ္စာမရဏပိဒုက္ခသစ္စာတဘောကြအင်းဒါဖြင့်ဒီဒုက္ခသစ္စာကိုဒကာရပတွေလက်သေးရှာကြပါဇရာမရဏဘာသစ္စာပါလိုက်ဒုက္ခသစ္စာတေဇောကဝင်ပြီးနှိပ်စက်လိုက်တာဒကာရမတို့ မြင်တဲ့တိုင်းသိတဲ့အတိုင်းပဲဖရာလည်းမရှောင်ဟင်မှန်ပါပါမန္တမင်းကြီးလည်းမရှောင်ပြမမင်းကြီးလည်းမရှောင်ပုဝရရပုဂ္ဂိုလ်သတ္တဝါဟူသမျှတို့ကိုလည်းမရှောင်ရှားဘူးအကုန်လောင်ပြီးအိုအောင်သေအောင်လုပ်တယ်ဆိုတာရှင်းမလားရှင်းပါပါသူ့ဘာသက်စာဖွဲ့ကြဒုက္ခသစ္စာညာဓမ္မပဲအပြည့်နှိမ့်ဆက်တော်ကြောင့်သရာတေဇောဒုက္ခသစ္စာအနှိမ့်ဆက်ခံရသောကြောင့်လည်းဒုက္ခသစ္စာမှန်ပါနှိမ့်ဆက်တတ်သောကြောင့်လည်းဒုက္ခသစ္စာ ဒါဖြင့်တရားဓမ္မတို့ဒီခန္ဓာကြီးထဲမှာဒီစရာပါပိဒကလာအိုအောင်လုတ်တတ်တဲ့တရားသေအောင်လုတ်တတ်တဲ့တရားပါနေတော့ခန္ဓာတောင်းတဲ့ပုဂ္ဂိုလ်ဒီဥခြင်းဆိုးနဲ့ကျုံရပါလို့ဤမှန်ပါပါပေခြင်းဆိုးနဲ့ကျုံရပါဘူးဒါကြောင့်ဘယ်ခန္ဓာမှဒကာရမတွေမကောင်းဘူးနှိမ့်ဆက်မဲ့ခန္ဓာကြီးပဲလို့မှတ်လိုက်စမ်းမှန်ပါပါသဘောကျလားကျပါပါဒါဖြင့်ဇရာမရဏဘာသစ္စာဒုက္ခ အင်းဒါဖြင့်ဒကာရမတွေဒုက္ခသစ္စာဖြစ်ခဲ့လို့ရှင်းဖြင့်ဒုက္ခဖြစ်ကြောင်းရှာအောင်မှန်ပါပါမရှာပဲဘူးလားမရှာပါဘူးဒုက္ခသစ္စာဖြစ်ခဲ့တော့ဘာရှာမလဲမရှာပါဘူးဒုက္ခဖြစ်ကြောင်းရှာတော့ဩဒီဘက်ကတခုရှာလိုက်ဒကာရမတွေဒီဘက်ကတခုကြည့်ပါတဲ့ဒါဘာပါလိမ့်မလို့လို့မေခွန်းထုတ်လို့ရှင်းဇာတိသဘောကျမရှာပါဘူးအင်း ်ဇာတိပြိတိနေမိလို့ဇရာမရဏနဲ့ဟုတ်လားအသက်ထွေးရတယ်ဆိုတာပေါ်လာကြပေါ်လာပါဇာတိပြိတိနေမိလို့ဇရာမရဏနဲ့အသက်ထွေးရရှင်းရဒါဖြင့်ဇာတိကအကြောင်းဇရာမရဏကအကျိုးပါသဘောကျအင်းဒါဖြင့်ဒကာရမတို့ဇာတိဆိုတာပုဂ္ဂိုလ်စဇာတိကသဘောကျပုဂ္ဂိုလ်တ attva အစပဲကပါလေ ပုဂ္ဂိုလ်သတ္တဝါစဇာတိကဖြစ်ပြီးဒီကလာနေသောကြောင့်ဇာတိရှိလို့ရှိရင်ဖြင့်ဇာမရဏပြေးလို့မလုပ်ဘူးလွတ်ပါမလားရှင်းညာမလားဒါဖြင့်သူကအကြောင်းသမုဒ္ဒရာသစ္စာဇာမရဏကအကျိုးဒုက္ခသစ္စာပေါ်ကြမလားဇာတိကပါတဲ့အင်းဇာမရဏကအကျိုးဒုက္ခဒါဖြင့်လူဘဝတောင်ဒီကရဒီကရရင်ဒီဆုံးပါ နဘဝတံလကာဆရဒါဆရပြီဒီဆုံးမှာမြမဘဝရရင်တော့ဇာတိဆရပြီးတော့ပဲဆုံးမှာဒါဖြင့်ငရမတို့ဆင်းရဲအစနဲ့ဆင်းရဲဆုံးပဲရှိပါပါလားဇာတိပိဒုက္ခသစ္စာဆင်းရဲအစဇရမရဏံပိဒုက္ခသစ္စာဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါတွေသည်အစဘာသစ္စာလဲအဆုံးပေါ်ပါလားအစမှာဒုက္ခသစ္စာအဆုံးမှာဒုက္ခသစ္စာဒါဖြင့်တရားဓမ္မတို့ခမည်းတော်ကျွတ်တို့ဤဖြစ်စဉ်အားဖြင့်သစ္စာဉာဏ်မျက်လုံးတက်ပြီးကြည့်လိုက်တဲ့အခါကျတော့အစလည်းမကောင်းအဆုံးမှာမကောင်းပါဘူး အလဲကောအလဲမှာလဲဆရာဆိုတာဒုက္ခသစ္စာပဲအဆုံးမရဏကောအစဇာတိကောရှင်းမလားဒါဖြင့်ဓမ္မတို့အလုံးဓမ္မတို့ဘာများဖြစ်ခြင်းသေးသလိုဖြစ်ခြင်းတာဟုတ်လားဖြစ်ခြင်းဇာတိပါပဲဓမ္မတို့ရှင်းမလားဖြစ်ခြင်းပါခေါ်ရအဲ့ဒီဇာတိသာရတဲ့အခါကျတော့ရှင်းဖြင့် ဇရာမရဏရိဟူသောခွန်းငါပြောခဲ့တဲ့ဝဲခေလိုင်းတဘူနဲ့အသက်ထွက်ရမှာပဲမထွက်ရပဲဘူးလားရှင်းကြပါလားဒါဖြင့်ဇာတိပစ္စယဇရာမရဏဇာတိကြောင့်ဘာဖြစ်လဲကောင်းပြီဒါဖြင့်ဇာတိကသမှုရိယသစ္စာမှတ်လိုက်စမ်းဇာတိကဇရာမရဏက ကောင်းပြီဒါဖြင့်တရားဓမ္မတို့ဇာတိကပါလေကောင်းပြီဇရာမရဏကဒုက္ခသစ္စာဒါတရားဓမ္မတွေအခုပါဇက်ကသေသေးချာချာပြောနိုင်တယ်ဟုတ်လားဟုတ်ရဲ့မှန်ပါပါသေချာပြောနိုင်တဲ့ညံဒီယနေ့တရားပွဲမှာတရားဓမ္မတွေရပါလေမှန်ပါဒီညံရလိုက်ပါလေဇာတိကပါသစ္စာတဲ့ဒုက္ခသစ္စာ သမုဒိယသစ္စာထားလိုက်ပါတော့တကသက်ရအကြောင်းကျိုးခွဲလိုက်တော့ဇာတိကပါပါလိုက်သမုဒိယပါပါရာမရဏကရှင်းမလားဒါကပရိသမီရာမဲ့ပါဠိတော်သုတ္တနိဗ္ဗာန်မြန်လာတဲ့အတိဘယ်ကိုပြောနေတယ်လို့ဒကာဓမ္မတွေပတ်ပါဇာတိကသမုဒိယသစ္စာရာမရဏကဒုက္ခသစ္စာခင်များတို့ဝန်းထဲမှာ ဘဒူကသမှုရိယဘဒူကဒုက္ခလို့သိတဲ့ညာကမက်ကသစ္စာရှင်းမလားခင်ဗျားတို့ဇာတိကညာနဲ့ပြောတာမဟုတ်လားအဲ့ဒီညာလေးကဘာပါလိမ့်ဇာမရဏကဘာသစ္စာလဲအဲ့ဒီဒုက္ခသစ္စာကိုပြောနိုင်တဲ့ညာလေးကအင်းဒါဖြင့်ဓမ္မတို့ သမုဒိယသစ္စာကိုလည်းခမည်းတော်သိတာမဂ္ဂသစ္စာနဲ့သိတယ်။ဒုက္ခသစ္စာကိုသိတာလဲမဂ္ဂသစ္စာ။သဘောကျ။ဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်သစ္စာဘယ်နှပါးသိသွားသလဲလို့မေခွန်းထုတ်လို့ရှင်၃ပါးသိပါပြီခင်ဗျာ။မဆုံးနိုင်ဘူးလား။ဇာတိကဇာတိကသမုဒိယသစ္စာဆိုတာသိ။အဲ့ဒါကတစ်ချက်။ ဘုရားမရဏကခင်များတို့ဝင်တဲ့သီလုံးလေးက